လာပါတစ္ဆာရွှေစီစီရတော်ဤတရားတော်များစတင်နိုင်ယူကြရတော့မှာဖြစ်ပါတယ်ကောသလမင်းကြီးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောခဲ့တဲ့ဒေသနာတစ်ပုဒ်ကိုအချင်းချုပ်ပြီးတော့ပြောကြည့်ရင်အခါတစ်ပါးမှာဘုရားရှင်ကိုရမေကြီးစေတောင်းအကြောင်းလိုက်တော်မှာသတင်းသုံးတော်မူ၏တော်ဒီနေ့နေပူကျဲကျဲကြီးမှာကောသလမင်းကြီး ရောက်လာတယ်ရောက်လာတော့မြတ်စွာဘုရားကဒီကကြီးနေကပူပါပြီတဲ့ ဘလို့အကြောင်းကြောင့်ရောက်လာတာတုံးလို့မေးမေးတော့ရဲ့ဆော့ဗျာတဲ့ဘုရားတပည့်တော်မြို့ထဲမှာအမွေခံသာသမီတယောက်မှမရှိတဲ့နောက်အာဂနုကအလွန်ချမ်းသာတဲ့တတိတယောက်သေသွားတာဥစ္စာပစ္စည်းတွေအကုန်လုံးကဘယ်သူမှအမွေဆက်ခံမဲ့လို့မရှိအဲ့ဒါတွေကိုနန်းတော်ကိုယူရတယ်မင်းဗန္ဓာအဖြစ်နဲ့သိမ်းရတယ်ဥစ္စာပစ္စည်းတွေကလည်းအလွန်မှများတယ်တဲ့ ရွှေကြီးတဲ့ကိုပဲ300လောက်ရှိတယ်။လောက်ထီများလဲဆိုရင်ခုနှစ်ရက်တီးတီးလှဲတွေနဲ့တိုက်တာနန်းတော်ကိုပို့ရတာခုနှစ်ရက်တီးတီးအဲ့ဒါမင်းကြီးကတအံတော်ဆက်ပြီးတော့မြတ်စွာဘုရားကိုရှောက်တယ်မြတ်စွာဘုရားတဲ့ဒီလောက်ပေါ်များဒီလောက်ချမ်းသာပြီမယ်လို့အဲ့ဒီတထေးရဲ့အဖြစ်ကအံ့ဩစရာကြီးတဲ့သူဘလို့စားလဲဆိုလို့ရှိရင်ဇကွဲထမင်းပုတ်ရင် စံတောင်အကောင်းချက်မစားဇကွဲပဲချက်စားတယ်ဟင်းကဘာလဲဆိုတော့ပုံးရီဟင်းလည်းနှစ်ခွက်မြောက်ဒါပဲဓမင်းဇကွဲဓမင်းနဲ့ပုံရင်ဒါပဲစားတယ်ဝိတ္တဘလို့ဝိတ္တကိုဝိတ္တလဲတဲ့နှစ်နံဇတ်တောင်ကသူကသုံးနံဇတ်ပိုက်ဆံလျှော်စီနဲ့ရက်ထားတယ်အလွန်ကြမ်းတမ်းတဲ့ဝိတ္တကိုဝိတ္တစောင်းတော့တိရွက်သေးကိုပဲစောင်းတယ်သွားတရားလာတရားရှိလို့ရှိရင်ယထာအိုလေးကိုပဲခဏခဏနဲ့ဒါပဲစီးတယ် ိမ်မှာတော့အများကြီးရှိတယ်ဒါပေမဲ့သူဘာမှသုံးဆောင်တာမရှိဘူးအဲ့ဒါခုသေးပြီလဲဆိုတော့မွေကန်သားသမီးကလည်းတယောက်မှမရှိတော့အကုန်လုံးဟာမိမနာဖြစ်ရတယ်အံ့ဩစရာကြီးအဲ့လိုမျိုးမျက်စောပြားကိုရှောက်တော့မျက်စောပြားတခါကြီးတဲ့ဒါအကြောင်းမိတ်အဲ့လိုဖြစ်တာမဟုတ်အကြောင်းတရားရှိတယ်အဲ့ဒီအကြောင်းတရားကဘာလဲဆိုတော့မျက်စောပြားတပ်ယူတန်ညာနဲ့ကြည်ပြီးတော့အဲ့ဒီတတိယရဲ့ရှေးတုန်းကအတိတ်ကအကြောင်းတရားကိုပြောပြတယ် ဘွားတစ်ခုတုန်းကအဲ့ဒီတတိယအလွန်ချမ်းသာတဲ့တတိတယောက်ပဲဖြစ်တယ်။အဲ့ဒါဒီနေ့ဘယင်ကိုခါးသားမယ်ဆိုပြီးတော့နန်းတော်ကိုသွားတာလမ်းမှာတကရတိခီလို့အမည်ရတဲ့ပစ္စည်းကားပေါ်တာအရှင်မြတ်ဘာနဲ့တွေ့တွေ့ရစိတ်ထဲမှာကြည်လင်တယ်ကြည်ညိုတယ်ပေါ့နော်အဲ့ဒါနဲ့သူ့နောက်ကပါတယ်မင်းချင်းသူ့နောက်ကပါတဲ့အခိုင်းအစည်းတယောက်ကိုမောဟောဒီပစ္စည်းကားပေါ်တာအရှင်မြတ်ကိုအိမ်ပြန်သွားအိမ်ရောက်လို့ရှိရင်တတိကတော်ကိုပြောလိုက် အလွန်မုံမြတ်တဲ့စွမ်းနေဟင်းတွေကိုတပိတ်နဲ့အပြီးအလောင်းလှူလိုက်ပါကြီးညိုလို့အဲ့ဒါနဲ့အခိုင်းစီယောက်ျားကလည်းပဲအိမ်ကိုအမြန်ဆုံးသွားဣစိကဗုဒ္ဓရှင်မြတ်ကိုလည်းပင့်သွားအိမ်ရောက်တဲ့အခါကျတော့တထေးကတော်ကြီးကိုခိုင်းတဲ့အတိုင်းပြောတော့တော့တထေးကတော်ကြီးကလည်းပဲတော့တပိတ်ကိုနန္တာကြီးတွေပါနေဆေးပြီးတော့တကယ်ကိုကောင်းကောင်းမွန်မွန်မွန်မြတ်မြတ်တပိတ်နဲ့အပြည့် ်ထောဘတ်ဓမင်းနေတပြွန်ဟင်းနေအကုန်လုံးမုံမုံမြတ်မြတ်လောင်းလိုက်တယ်လှူလိုက်တယ်အဲ့ဒါနဲ့ပြည့်စေကဘုရားရှင်မြတ်ကလည်းပဲဆွမ်းအပြည့်ပါတဲ့တပိတ်ကိုပိုက်ပြီးတော့ပြန်ကြွားလာကြည့်ချင်တော့ရှင်မြတ်လည်းပြန်ကြွားလာတယ်တတိကြီးကလည်းနန်းတော်ကလည်းအမှုကိစ္စပြီးလို့ပြန်လာတယ်လမ်းမှာတွေ့ကြတယ်တွေ့တဲ့အခါကျတော့ရှင်ဗျာတပိတ်တော်အိမ်ကဆွမ်းရင်နေရခဲ့ရဲ့လားရခဲ့ပါတယ်တကားအဲ့ဒါနဲ့တပိတ်ကိုလှက်ကြည့်တယ်သူကလက်ကြည့်တဲ့အခါကျတော့တပိတ်ထဲမှာအလွန်မှမုံမြတ်တာတွေကိုတွေ့ရတယ် ဲ့ဒါလေးကိုလည်းတွေ့လဲရမြင်လဲရတော့သူစိတ်ကူးတွေကအမျိုးမျိုးပြောင်းသွားတယ်စိတ်ဆိုတာကြောက်စရာတော့ကောင်းတယ်နော်ပင်ကိုကနှမျိုးဝင်တိုတဲ့လောဘဓာတ်ခံတဲ့အခြေခံပါလို့နဲ့တူပါရဲ့လို့ဦးဇင်းကတွေးကြည့်တယ်အလွန်ကောင်းမွန်တဲ့ဒီဟာတွေလည်းမြင်လဲရောသူဘလို့စဉ်းစားအောင်ဆိုငါတော့ရှုံးပြီတဲ့ဒီပွဲမှာငါရှုံးသွားပြီ လောကကစားပွဲတစ်ခုပဲအတုခံလေသူစားငါတော့ရှုံးသွားပြီ တကယ်လို့သာဒီမုံမြတ်တဲ့စွန့်နေဟင်းတွေကိုငါအိမ်ကအခိုင်းစီတွေငါ့အိမ်ကကြုံတွေကိုမြန်ကျွေးလိုက်ရမယ်ဆိုလို့ရှိရင်အဲ့ဒီလူတွေကဒီထမင်းတက်နဲ့အတွက်နဲ့ငါအတွက်အသက်စွန့်ပြီးတော့တောင်းမှာငါရဲ့အလုပ်တွေကိုလုပ်ကြမှာခုဒီရှင်မြတ်ကဒါကိုစားပြီးတော့တူတူအေးအေးဆေးဆေးနေမှာငါတော့ရှုံးသွားပြီစိတ်ထဲမှာဝမ်းမြောက်တဲ့စိတ်ကြည်နူးတဲ့စိတ်လားလားမလားတော့အဲ့ဒါအလွန်ရေးကြည့်တဲ့ချက်အမရစေနာချုပ်တယ်တော့ဘုရားစေနာဆိုတာလုံးဝစွန့်ရည်တတိထက်တယ် အခုဦးဇင်းတို့ဆွမ်းလူရှင်တွေရောအလုံးသောယောဂီတွေရောဒါနကောင်းမှုနဲ့မကင်းကြတဲ့ပုဂ္ဂိုလ်တွေနော်အပရစီနာရဲ့အကြောင်းကိုကောင်းကောင်းနားလည်ဖို့လိုတယ်ဟုတ်လားအပရစီနာချုပ်တဲ့ရင်ဘလို့ဖြစ်လဲအပရစီနာပြည့်ရင်ရင်ဘလို့ဖြစ်လဲဆိုတာပြီးတော့နည်းနည်းပြောပါဟုတ်လားအဲ့ဒီအပရစီနာချုပ်တဲ့လို့ဒီတကကြီးဟာနော်ပိုင်ဆိုင်မှုတွေပြည့်စုံမှုတွေအများကြီးရှိပါလက်ကင်နဲ့ ။နောက်သုံးဆောင်လိုတဲ့စိတ်မရှိဘူး။ဘဝစီရင်တာအလွန်ကောင်းမွန်ပြီးတော့ထက်ထက်တန်တန်လှုပ်ခဲတန်းခဲ့တဲ့အတွက်ကြောင့်ဥစ္စာပစ္စည်းရတော့တခက်ကိုပဲရဲရဲဆက်ဆက်ပေါ်တယ်။ဒါမဲ့လို့အဲ့ဒါပေါ်တာတွေကသူ့တည်းတိတ်ပြီးတော့အတိအပယ်မရှိဘူးဖြစ်တယ်။ဘယ်နဲ့ကြောင့်လဲ။အပရာစီရင်တာချိုတဲ့ခဲ့။ဒါပေမဲ့သူသုံးဆောင်လိုတဲ့စိတ်မရှိဘူးတဲ့။အဲ့ဒါမြတ်စွာဘုရားက ဘယ်နှကြောင့်ဥစ္စာပစ္စည်းပေါ်များပြီးတော့တုံးဆောင်လို့တဲ့စိတ်မရှိရတာတုံးဆိုတာကိုအဲ့ဒီအကြောင်းတရားလေးကိုရှားပြတယ်။ဘာဖြစ်လို့အမွေခံသားသမီးမရှိတာတော့ဒါကအကြောင်းတရားတစ်ခု။အဲ့ဒီဘုရားမှာဦးရှင်တို့ဘုရားလောင်းကြီးကတတိဖြစ်တာအဲ့ဒါသူ့မှာညီတယောက်ရှိတယ်။သားလေးတယောက်လည်းရှိတယ် ဲ့ဒီသားလေးနည်းနည်းတိတက်တဲ့အရွယ်လေးရောက်ပြီလဲရှူရော့ညီကိုအပ်တယ်ပေါ့ဥစ္စာပစ္စည်းကို तू အစတော့ဥဆောင်ပြီးတော့လှုပ်တယ်နောက်တော့ तू ကဒီညီနဲ့ဒီသူ့ရဲ့ကြံရစ်တဲ့မိန်းမကိုနော်ညီကိုအပ်တယ်သားနဲ့မိန်းမကိုတောင်းဆောင်ရစ်ပါငါတော့ဟိမန္တာဝင်ပြီးတော့ရစ်သေးဝတ်တော့မယ်အကုန်လုံးစွန့်ခဲ့ပြီးတော့ဟိမန္တာဝင်ရစ်သေးဝတ်တဲ့ဇံပိန်ညီလေးရတယ်အဲ့ဒါနေကြီးဖြစ်တဲ့လူကနောက်တော့အိမ်တော်လေးပါလေးကြအိမ်တော်ကြတော့သူကလည်းသားလေးတယောက်ငွေတယ် ူသားလေးလည်းမွေးပြီလေဆိုရောဒီတူကိုမမြင်ကြတော့အဒီကလေးရှိနေလို့ရှိရင်ဒီအမွေတွေအကုန်လုံးကိုခွဲပေးရလိမ့်မယ်အဲဒါကြောင့်ဒီကလေးကိုအစာဖြောက်မယ်ဆိုပြီးတော့မြေစိတ်ကိုရေချိုးဖို့သွားရင်းနဲ့ရေချိုးခေါ်သွားဟိုကြတော့မြေရည်နဲ့နှစ်တက်လိုက်တယ်အဲ့တော့အပြန်ရောက်တဲ့အခါကျတော့မကြီးဖြစ်တဲ့လူကမေးတာပေါ့သူသားလေးပဲမှာတော့ဆိုတော့အေးရေချိုးရင်းနဲ့ရှားမတွေ့တော့ဘူးဒီလိုနဲ့ပဲဘာမှမပြောရဲမရှိုးရဲနဲ့ပြီးသွား အဲ့ဒါကိုတိုးတဲမှာရှိနေတဲ့ဘုရားလောင်းရှင်ရဲ့တေးကအပင်ရင်တကိုးနဲ့တည်တယ်။အော်အလွန်မိုက်တဲ့လူပဲ။အဲ့ဒါနဲ့ရောက်လာတယ်။ရောက်လာပြီးတော့ငါသားပင်မှာတော့မေးတယ်။ပြီးတော့ရှင်ဘုရားမြည်ထည်ရေးသွားချွေနေရေးနေလို့ဆုံးသွားပြီ။အဲ့တော့ဘုရားလောင်းကငါအကုန်တည်တယ်တဲ့။မင်းကအတွန်မိုက်တဲ့လူပဲ။ဥစ္စာပစ္စည်းဆိုတာအမျိုးမျိုးသောအကြောင်းတရားတွေကြောင့်ပျက်စီးတတ်တဲ့ဘောဘာတန်ဖိုးမှတကယ်စင်သေးရှိတာမဟုတ်ဘူး။နဲ့နဲ့နဲ့တွေးကြည့်လို့ရှိရင် ဒီလိုမျိုးလှုပ်ရလောက်အောင်ထိတံပိုးရှိတဲ့အရာတွေမဟုတ်ဘူး။တမင်းကဘာနဲ့တူလဲဆိုလို့ရှိရင်တော်တယ်မှာတော့အလွန်သေးငယ်တဲ့မေရှေကငှက်နေတူ၏တဲ့။အဲ့ဒီမှာနမကြီးမေရှေကဇက်ဆိုတာ။အဲ့မြတ်စွာဘုရားဟောခဲ့တာနော်။ငှက်သေးသေးလေးတစ်မျိုးရှိတယ်။သူကអော်လို့ရှိရင်မေရှေကမေရှေကလို့អော်တယ်တဲ့။မေရှေကဆိုတဲ့အတိပဲကငါဟာဆိုတဲ့အတိပဲပေါ့။သူဝင်ကြီးကြီးမှနေတယ်။ ီးတီးလာပြီရှင်လည်းမရှက်ကမရှက်ကလို့ဩတယ်အကုန်လုံးငါဟာတော်ထဲမှာနေနေတဲ့တိရစ္ဆာန်တွေအတွက်ဘယ်ဟာကိုပိုင်တယ်ဘယ်ဟာကိုမပိုင်ဘူးလို့ဘာမှပြောလို့မရဘူးသူကတော့ငါဟာငါဟာလို့ဩနေတာငှက်ပေါင်းစုံကရောက်လာတဲ့စားရတဲ့သူ့ရဲ့ကြီးတဲ့ငှက်တွေကြီးပဲသူဩတာကိုဇွန်းကလည်းပဲအလေးကလေးမပြုတ်ဂယုလည်းမဆန့်သူကလည်းမဟုတ်သူ့သူသူထင်လို့တာနဲ့ငါဟာလို့ဩနေတာ သာဟိုကောင်းတရားစဒီကောင်းတရားစသူကတဝင်တိုးတဲ့စိတ်နဲ့ငါဟာငါဟာဆိုတဲ့စိတ်နဲ့ရောက်ရခက်ပြီးနေတယ်။ကြာတော့အကောင်မျိုးစုံကစားပြီးတော့တီးတွေပါတွေကုန်ပြီဆိုတော့အဲ့ဒါမစင်ကျင်ကြီးပဲကြံရစ်တယ်။အဲ့ဒီတော့လေသူကအော်တော့မဲ့ဒါငါဟာငါဟာလို့အော်တော့မဲ့ဆို။ဟုတ်လား။အဲ့ဒီမေရှကားဆက်ရဲ့နောက်ပိုင်းမှာညက်စွာဗျာကာတာလေးတက်ဖို့ဟောတယ်အဲ့ဒါလေးကတော့မှတ်သားကြအကောင်။ဒီရောဘောကြီးအဓိကမှာသင်္ကနာတိဆညာတကီ တင်နာသောကိတ်တိန်ဘဘောတိပိစေတက်ကေပမောရတိလောကမှာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာဥစ္စာပစ္စည်းကိုရပြီတနည်းအားဖြင့်စီဝါရေးအဆင်ပြေလာပြီဆိုလို့ရှိရင်တင်္ကနာတိဆာညာတကိဘောင်းတင်တွေဆွေတွေမျိုးတွေကိုအတိုင်းဝိုင်းတွေကိုထောက်ပံ့ရမယ်ချီးမြှောက်ရမယ်တဲ့လူဆိုတာကိုအတိုင်းဝိုင်းလေးနဲ့ကိုနေတဲ့အဓိကကိုအတိုင်းဝိုင်းကိုကြည်ရမယ်ဟုတ်လား ဒီတော့ဘောကြီးအဓိကမှန်နော်ဉာဏ်ရှိတယ်လို့ဆိုတာဥစ္စာပစ္စည်းရလာပြီဆိုရင်ဆိုလိုတာကစီဝါရေးပြေးလဲလာပြီအစဉ်ပြေးလာပြီဆိုလို့ရှိရင်တင်္ဂနာတိစ္ဆာညတကီဆွေတွေမျိုးတွေအပေါင်းတွေတင်းတွေမိတ်ဆွေတွေတင်္ဂါတွေဒါတွေကိုဘာလို့မလို့ကြီးမြောင်းရမယ်ကြည်ရမယ်စောင့်ရှောက်ရမယ်တိနာတော့ကိတ္တိန်ဘာဘောဒီပစ္စည်းတက်ကေပမောဒတိအဲ့လိုမျိုးကိုလည်းပဲသုံးဆောင်ပဲတပါသောသူတွေကိုလည်းပေးမယ်ကမ်းမယ်လှူမယ်တမ်းမယ်ဆိုလို့ရှိရင်ပစ္စကဘဝမှာလည်းအဲ့ဒီပုဂ္ဂိုလ်ဟာကိတ္တိန်ဘာဘောဒီတွေကြောစောချင်းထင်ရှားခြင်းတို့ရောက်မယ်တဲ့ ပစ္စည်းတက်ကေပမောဒတိတမလွန်လောကမှာလည်းပဲကောင်းမြတ်တဲ့ချမ်းသာတဲ့ဘဝနှပ်ပြည်လောကကိုရောက်လိမ့်မယ်လို့အဲ့လိုပြောတာဒါကမေရှကဇတ်ရဲ့နောက်ပိုင်းလေးမှာလာတဲ့ကာတာလေးပေါ့ဒါကမြတ်စွာဘုရားကနော်ကောသလမင်းကြီးကတန်းတော်မွေကန်သားမရှိတဲ့နော်တတိတယောက်သေးသွားတဲ့အခါမှာဥစ္စာပစ္စည်းတွေအကုန်လုံးနန်းရဲ့နန်းတော်မှာမင်းမန္တာဖြစ်နေတဲ့တင်းရတဲ့ဆိုတဲ့အကြောင်းလေးကိုရှောက်လို့မြတ်စွာဘုရားပြောပြတာ အခုပြောပြပြီးတဲ့နောက်မှာမြတ်စွာဘုရားဂါထာ၄ခုကောသလမင်းကြီးကိုဟောတယ်။အဲ့ဒီဂါထာ၄ခုကတော့အများကြီးစဉ်းစားရတာကောင်းတယ်ပေါ့။ဒိညာတဏ္ဍာရစတံရာဒစဇာတရူပံပရိက္ခဝါပိရတိကိဉ္စီဒါတာကမ္မကရာပိတ္တရေစတ္တအနုစီဝိနောလောကမှာအရွှေတွေငွေတွေစံတဘာတွေတင်စီထားတဲ့ဥစ္စာပစ္စည်းတွေကိုယ်ရင်မှာခိုင်းစေထားတဲ့ကျွန်းတွေအမှုလုပ်တွေအများကြီးရှိကြတယ်တချို့ပေါ့နော်။ ဆိုလိုတာကဥစ္စာပစ္စည်းတွေပိုင်ဆိုင်မှုတွေပတ်သက်မှုတွေကိုတိုင်းတာနဲ့ကိုတော့လူတိုင်းရှိကြတယ်တဲ့သဗ္ဗနာရာယခန္တဗံသဗ္ဗနေခိပကာမိနံယင်စာကရောတိကာယေနဝါစာယဥဒ္ဒစီတတ္တသဗ္ဗနာရာယခန္တဗံဘလောက်ပဲရှိရှိဘလောက်ပဲပိုင်ပိုင်အဲ့ဒါတွေအားလုံးကိုယူသွားလို့ရတာမဟုတ်ဘူးတဲ့သဗ္ဗအလုံးစုံကို အာရာယယူပြီးတော့နာခန္တဗံသွားလို့ရတာမဟုတ်ဘူးတကယ်တကယ်အကုန်လုံးကိုယူသွားလို့ရတာမဟုတ်ဘူးတဲ့ သဗ္ဗနိခိပကာမိနဲ့အားလုံးကိုထားကြရမှာတဲ့အလွန်ရိုးရှင်းတဲ့ကိစ္စနော်ဒီဥစ္စာကဟုတ်လားအားလုံးကိုမဖြစ်မဲထားကြရမှာထားကြရမှာစွန့်ပစ်ခဲ့ရမှာနောက်ဆုံးဒီခန္ဓာကိုယ်ကြီးကိုပဲစွန့်ပစ်ခဲ့ရမှာဟုတ်လားအလုံးစုံကိုယူသွားလို့မရဘူးအလုံးစုံကိုစွန့်ပစ်ခဲ့ရမှာထားကြရမှာရင်စာကရောတိကာယနာဝါစာယဥဒစေတတယူသွားလို့ရမယ့်အရာကဘာလဲဆိုတာလေးဆက်ပြောတာ ကာယနာကိုဖြင့်၎င်းဝါစာယနှုတ်ဖြင့်၎င်းဥဒ္ဓထောမတပါစေတ္တသာစိတ်ဖြင့်၎င်းယင်စကရောတိတဲ့အကျင့်အမှုကိစ္စကိုပြုတ်လိုက်တယ်ဆိုတာအလုပ်တစ်ခုလုပ်လိုက်တဲ့စကားတစ်ခုပြောလိုက်တဲ့အတွေ့တစ်ခုတွေးလိုက်တယ်ကာယကံဝစီကံမနောကံကောင်းတာလည်းဖြစ်ခြင်းဖြစ်မယ်ဆိုတာလည်းဖြစ်ခြင်းဖြစ်မယ်ကိုဖြင့်လှုပ်တဲ့အလုပ်နှုတ်ဖြင့်ပြောတဲ့အပြောစိတ်ဖြင့်တွေးတဲ့အတွေ့ဒီအလုပ်အပြောအတွေ့လို့ဆိုတဲ့ကောင်းသောကံမကောင်းသောကံ ဒါကဓမ္မလို့ဦးဇင်းတို့ရဲ့ခန္ဓာကိုယ်ဆိုတဲ့စက်ကြီးဟာအဲ့ဒီကံတရားတွေကိုအမြဲတမ်းမလုပ်နေတော့ထုတ်လုံနေတယ်ဟုတ်လားအကြောင်းတရားတွေအနေနဲ့အမြဲတမ်းထုတ်လုံနေတယ်တင်ကြီးတတတကံဟောဒီတင်စအာရာယခိစတိအေးအဲ့ဒီကံတရားတွေအဲ့ဒီအပြုမှုအဲ့ဒီအပြောဆိုအဲ့ဒီအတွေ့အကြံတွေရဲ့နောက်ကွယ်ရနေပြီးတော့တွန်းအားပေးနေတဲ့စေတနာဆိုတာရှိတယ်အဲ့ဒီစေတနာကိုကံလို့ပြောတာဟုတ်လားအဲ့ဒီစေတနာဆိုတဲ့ကံတရား အဲ့ဒါဒီတာနဲ့တင်ကြီးတတတကဟောဒီအဲ့ဒီပုံကိုရကိုပိုင်ဥစ္စာဖြစ်တယ်တဲ့ဘယ်မှထားခဲ့လို့ကိုမရဘူးအဲ့ဒါကကိုတကယ်ပိုင်တဲ့ဥစ္စာပစ္စည်းဆိုတာအဲ့ဒါပဲတဲ့နော်တင်စအာရာယကိစ္စတိတဲ့အဲ့ဒါကိုယူပြီးတော့သွားကိုသွားရလိမ့်မယ်ထားခဲ့ခြင်းလို့ကိုမရကောင်းကောင်းမကောင်းကောင်းအဲ့ဒီဥစ္စာကိုဦးရှင်တို့တပါးလေးယူဆောင်သွားရမယ်တင်စတဲ့အလုကဟောဒီဇာယဝအလုပါယင်ဒီဥပမာနဲ့ပြောရမယ်ဆိုလို့ရှင်ဇာယဝအလုပါယင်ဒီ ကိုယ်နဲ့မခွဲမခွာကိုနားမှာအမြဲတမ်းရှိနေတဲ့ကိုရဲ့အရေးဟာကိုနောက်ကိုအမြဲတမ်းလိုက်နေသလိုနော်တင်ဆက်တဲ့အနုကဟောဒီအဲ့ဒီကိုလှုပ်ထားတဲ့အလုပ်တွေနော်စေတနာတွေကိုအဓိက ပြောတာနော်ဟုတ်လားကောင်းတဲ့စေနာမကောင်းတဲ့စေနာစေနာဆိုတာတိုက်တွန်းနှိုးဆော်ခြင်းလို့အဓိပ္ပာယ်ရတယ်အလုပ်တစ်ခုလှုပ်ဖြစ်သွားအောင်စကားတစ်ခုပြောဖြစ်သွားအောင်အတွေ့တစ်ခုတွေးမိသွားအောင်အဲ့ဒီစေနာရဲ့တွန်းအားနဲ့ဦးရှင်တို့လဲပတ်နေကြတာစေနာတွန်းအားမပါဘဲနဲ့ကောင်းသောအလုပ်မကောင်းသောအလုပ်ဘယ်အလုပ်မှအလုပ် မဖြစ်ဘူးဟုတ်လားတရားစေနာကိုကံလို့ပြောတယ်နော်စေတနာဟဘိခဝေကမ္မံဝရာမိဟုတ်လားအဲ့ဒါမြတ်စွာဘုရားရူးရူးလေးပဲအရာအလုံးကိုယူသွားလို့မရဘူးအရာအလုံးကိုစွန့်ပစ်ခဲ့ရမှာတကယ်ယူသွားလို့ရတဲ့အရာတကယ်ယူသွားယူကိုသွားရမယ့်အရာပါတော့ယင်စကရောတိကာယေနဝါစာယဥဒ္ဒစီတတကိုလုံးနှုတ်လုံးစိတ်လုံးဟုတ်လားအဲ့ဒီအလုပ်တွေကိုတွန်းအားပေးလုပ်ဖြစ်အောင်လုပ်နေတဲ့စည်နာ အဲ့ဒါကိုကံလို့ခေါ်တာဟုတ်လားတင်ကြီးတတတကံဟောဒီတင်ဆာအာရာယကေစတိအဲ့ဒါဟာကိုဥစ္စာဖြစ်တယ်အဲ့ဒါကိုကိုယူသွားရလိမ့်မယ်တင်ဆက်တဲ့အနုကဟောဒီဆာယဝအနုပါယင်းဒီကိုရဲ့အရေးဟာကိုနောက်ကိုအမြဲတမ်းလိုက်နေသလိုအဲ့ဒါတွေဟာကိုနောက်ကိုအမြဲတမ်းလိုက်နေမဲ့အရာတွေလို့ပြောတာအဲ့ဒါကြောင့်မြတ်စွာဘုရားတိုက်တွန်းချက်ကလေးပေးတယ်တသမကရိယာကလျာဏနိစီယံတံပရာယိကံပုံညာနိပရာလောကသမိန်ပရိဋ္ဌာဟွန်တိပါဏိနံ အဲ့ဒါကြောင့်မို့လို့တဲ့တမလွန်လောကရဲ့အကျိုးရှိပွားကိုရှာမိလို့ရတဲ့ပုံကိုယ်တွေဟာကောင်းမြတ်တဲ့အလုပ်ကိုလုပ်ရမယ်။ပုံညာဏိပရလောကသမေပရိဒါဝန္တိပါဏိနဲ့ဟုတ်တယ်တဲ့ကောင်းမှုဆိုတာနော်တမလွန်လောကအတွက်တတ္တဝါတွေအတွက်ထောက်ရတရားဖြစ်တယ်တဲ့။တတိယမှာတမလွန်လောကဆိုတဲ့စကားလုံးလေးကိုတမျိုးလေးတွေးကြည့်သေးတယ်။ကျတော့တမလွန်လောကလို့ပြောရင်ဒီဘဝပြီးတော့မှနောက်ဖြစ်သွားတာကိုတမလွန်လောကလို့ဒီလိုပဲတွေးကြတော့เนาะ ဲ့လိုဆိုရင်အခုဖြစ်နေတဲ့ဘဝအခုဖြစ်နေတဲ့အနေဒါအရင်ဘဝအရင်အနေဒါနဲ့ရှင်လိုက်မယ်ဆိုရင်အရင်ဘဝကနေကြည့်မယ်ဆိုရင်အခုဖြစ်နေတဲ့အနေဒါဘာလို့ပြောမလို့อืมအဲ့ဒါကိုကြည့်ရအောင်နော်စဉ်းစားစဉ်းစားဟုတ်လားအခုဖြစ်နေတဲ့အခြေအနေဟာငိုဖြစ်ခဲ့တဲ့အနေဒါနေလှမ်းကြည့်လိုက်မယ်ဆိုလို့ရှိရင်တမလွန်လောကပဲအဲ့လိုဆိုရင်ဦးဇင်းတို့တမလွန်လောကဆိုတာကိုဘလို့နားလည်တဲ့တော့အနာဂတ်လို့နားလည်တဲ့နေဟုတ်လားကျတို့အနာဂတ်ကို ဖြတ်တန်းရအောင်မှာသွားရအောင်မှာဟုတ်တယ်မဟုတ်လားကိုကဘဝရဲ့ပုံမှာဖြစ်စဉ်တွေရဲ့ပုံမှာပြီးပြီးဝဝနားမလည်နိုင်သေးတဲ့အတွက်ကြောင့်ဒီဘဝဒီဖြစ်စဉ်တွေရဲ့ပုံမှာနီးမျိုးစုံနဲ့မမောမှုဆိုတာရှိတယ်အတုသဖြင့်ဘဝရဲ့ပုံမှာဆွဲမမှုဟာရှိကိုရှိနေတယ်အဲ့ဒါကိုဘယ်လိုပြောမလို့ဘဝတဏအဲ့ဒီဘဝတဏရှိနေသေးသမျှနော်ဘဝကိုလိုချင်သည်ဖြစ်စေမလိုချင်သည်ဖြစ်စေ ဘဝဆက်ဖြစ်အောင်မလို့ယုံကြည်သည်ဖြစ်စီမယုံကြည်သည်ဖြစ်စီဒီဖြစ်ခြင်းတရားဒီဘဝတွေဟာဆက်ဆက်ပြီးတော့ဖြစ်နေအောင်ပဲအဲ့ဒါကိုဘာလို့နားလဲရမလို့တမလွန်လောကလို့နားလဲရမယ်ဟုတ်လားတတမကရိယာကလျာဏနိစီယံတံပရာယိကံတံပရာယိကဆိုတာတမလွန်လောကရဲ့အကျိုးရှိွားနောက်အနာဂတ်ရဲ့အကျိုးရှိွားလို့နော်လူငယ်တွေနားလဲအောင်ယူယူလေးအဲ့လိုပြောမယ်ရှင်လည်းပြောလို့မရနိုင်ဘူးလားကြားလဲနော် ဆိုလိုတာကကုသိုလ်ကောင်းမှုဆိုတာအနာဂတ်မှာနော်လူအလုံးရဲ့တတဝအလုံးရဲ့ထောက်ရတရားဖြစ်တယ်လို့ပြောတာပါပဲ။နော်ပုံညာနိပရလောကသမိပရိဒါဟောတိပါဏိတ။တတဝရရဲ့အနာဂတ်ကာလမှာကုသိုလ်ကောင်းမှုတွေထောက်တရားဖြစ်တယ်။တနည်းအားဖြင့်ထောက်တရားဆိုတာအကိုရာလို့ပြောတာ။သူကရေချောင်းခရီးသွားတဲ့အနေအထားမျိုးနဲ့ရှင်းကြည့်မှပို့ပြီးတော့ဒီစကလုံးလေးကစဉ်းစားလို့ကောင်းတယ်။ဟုတ်လား။ ဟာရေလန်းခီးကိုလေတို့တင်မလို့နဲ့သွားတယ်အခမ်းမတင်လို့လေတို့တင်မလို့မှောက်တယ်ပြက်တယ်ဆိုလို့ရှိရင်ရေထဲမှာလူသားဟာထောက်တရားကိုရဖို့မလွယ်ဘူးဟုတ်လားအဲကျွန်းတချွန်းရောက်သွားမယ်ဒါမှမဟုတ်ဖောင်ကိုတွေ့မယ်ဒါမှမဟုတ်ကိုနော်မနစ်အောင်ရက်တီလို့ရမယ်အရာတစ်ခုဆွဲကင်လို့ရတဲ့အရာတစ်ခုရှိရင်ဩကိုတို့ထောက်တရားလေးရတယ်ထောက်တရားမရှိဘူးဆိုမှဖြစ်သွားတော့နစ်မွန်းသွားမှာပေါ့ဟုတ်လားတရားမိရာဆိုတာအဓိကဘာကိုရည်ညွှန်းတာတော့ အာကိုရာကိုပြောတာနော်ဒါကြောင့်ပုံညာဏိပရလောကသမိပရိဒ္ဓဟောတိပါဏိနံကုသိုလ်ကောင်းမှုဆိုတာတတ္တဝါတွေအတွက်အနာဂတ်ကာလမှာဘာလို့ထောက်ရာတီရာအာကိုရာကြီးဖြစ်တယ်တာမြတ်စွာဘုရားကဘဝနဲ့ပတ်သက်ပြီးတော့အလွန်အခြေခံကြားတယ်နော်အမြင်တွေကိုချပြတယ်လို့မဆိုနိုင်ဘူးလားဆိုရင်နော်ဂါထာ၄ခုပြောသွားတာဟုတ်လားတတ္တဝါတိုင်းတတ္တဝါတိုင်းဟာကိုယ်တိုင်းတာနဲ့ကိုပိုင်ဆိုင်မှုတွေရှိကြတယ် ခြေရင်ငွေတွေဆံရည်တဘာတွေပိုင်ဆိုင်မှုတွေဟုတ်လားခိုင်းစရာစီစရာတွေအမျိုးမျိုးပေါ့ဟုတ်လားအဲ့ဒါတွေအကုန်လုံးကဘာလို့ယူသွားလို့မရဘူးအကုန်လုံးကစွန့်ပစ်ခဲ့ရမယ့်အရာဖြစ်တယ်နော်ကိုလှုပ်ထားတဲ့အလုပ်ကိုပြောထားတဲ့အပြောကိုတွေးထားတဲ့အတွေ့အဲ့ဒီကာယကံမှုဝစီကံမှုနောကံမှုအဲ့ဒါတွေဖြစ်အောင်တွန်းအားပေးနေတဲ့စေတနာအဲ့ဒီကံတရားသီတာနဲ့ကိုပိုင်နဲ့အဲ့ဒါကိုသာလင်ကိုယူသွားရလိမ့်မယ်ကိုရဲ့အရေးကိုကိုထားခဲ့လို့မရတယ်လို့အဲ့ဒါတွေကိုလည်းကိုထားခဲ့လို့မရဘူး ကောင်းကောင်းဆိုးဆိုးယူသွားရမယ်ဟုတ်လားဒါကြောင့်အနာဂတ်မှာနော်ကောင်းကောင်းမွန်မွန်ချမ်းချမ်းသာသာထောက်ရတရားတစ်ခုအနေနဲ့မိကိုရအားအားထားရတစ်ခုအနေနဲ့ရကျင်တယ်ဆိုလို့ရှိရင်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကဘာလို့မလို့ကောင်းမှုကိုပြုရမယ်ဟုတ်လားကိုဒါကကောသလမင်းကြီးကိုမြတ်စွာဘုရားဟောပြတဲ့ဂါထာလေးတွေပေါ့နော်ကောင်းမှုကိုပြုရမယ်ကောင်းမှုသည်တမလွန်လောကရဲ့ထောက်တရားဖြစ်တယ်ဆိုတဲ့နေရာမှာကောင်းမှုကိုလည်းပဲ အကျံသာအဖြင့်၄မျိုးလောက်နားလည်ရမှာအခုကဒါနကောင်းမှုကိုခြေခံပြီးတော့ဥတည်ပြီးတော့ပြောနေလို့ဒါနတစ်ခုတည်းကောင်းတဲ့ကောင်းမှုလို့မှတ်သားထားလို့မပြည့်စုံဘူးနော်ကောင်းမှုကတူရစုပြီးအမျိုးအစားခွဲလိုက်မှရှင်ဘယ်နှမျိုးလောက်ကွဲသွားလဲ၄မျိုးနော်ဒါနရယ်သီလရယ်တမာတိရယ်ပညာရယ်ဟုတ်လားတမာတိနဲ့ပညာကိုဘာဝနာထဲထည့်ပြီးတော့ဒါနသီလဘာဝနာလို့ပြောမှရှင်လည်းရပါတယ် ဒါပေမဲ့အသေးစိတ်ကလေးပြောမယ်ဆိုရင်တော့ဒါနာတီလာတမာတိပညာဟုတ်လားပေကံဆောင်ကျဲလူတန်းချင်းဆိုတဲ့ဒါနာကိုယ်နဲ့နှုတ်ကိုစောင့်သိခြင်းဆိုတဲ့တီလာမိမိတို့ရဲ့စိတ်ကိုနော်တည်ငြိမ်အောင်တိတ်နိုင်တိတ်နိုင်တဲ့စောင့်သိမှုရှိတယ်စုစည်းမှုရှိတယ်ဆိုတဲ့တမာတိဘောခန္ဓာရဲ့အကြောင်းကိုအမှန်ကန်သိတယ်မြင်တယ်နားလည်တယ်ဆိုတဲ့ပညာအဲ့ဒီကုသိုလ်အုပ်စုကြီး၄မျိုးမှာနော်တမျိုးတစ်မျိုးဟာ တာလွန်နဲ့မြင့်မြတ်တဲ့ကောင်းကျိုးချမ်းသာကိုဖြစ်ထွန်းစေတဲ့စွမ်းရည်တတ္တိတွေရှိကြတယ်။ဒါနထက်သီလသည်ပို့ပြီးတော့တန်ဖိုးကြီးတယ်။သီလထက်တမာတိသည်ပို့ပြီးတော့တန်ဖိုးကြီးတယ်။တမာတိထက်ပညာသည်ပို့ပြီးတော့တန်ဖိုးကြီးတယ်။ပညာကတော့ကုသိုလ်တရားတွေထဲမှာထိဆုံးမှရှိတယ်ပေါ့။ပညာဆိုတာကတော့ဝါခန္ဓာရဲ့အကြောင်းကိုအမှန်ကန်သိတာ။အခုယောဂီတို့စ조사အထုတ်နေရတယ်ဆိုတာအဓိကအဲ့ဒီပညာကိုရှာတာပဲ။ဤတဲ့တိလိုက်တာကိုတိအောင် ဘာကိုတည်တည်တည်လိုက်တဲ့အရာလို့နားလဲရမှာလဲဒီခန္ဓာရဲ့တဘာဝဟာတည်တည်တည်လိုက်တဲ့အရာလို့နားလဲရပါအဲ့ဒီခန္ဓာရဲ့အကြောင်းကိုမသိလို့ဒီခန္ဓာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့တွေဟာအမျိုးမျိုးသောမှားယွင်းမှုတွေနဲ့ကိလေသာတရားတွေရဲ့လောင်ကျွမ်းမှုကိုခံကြရတာဟုတ်လားဒီခန္ဓာရဲ့အကြောင်းဒီဘဝအကြောင်းကိုသိရင်သိသလောက်မှားယွင်းမှုနေပြီးတော့နော်အမှားတွေနေတော့ဆင်းရဲနေတာပေါ့အဲ့ဆင်းရဲဒုက္ခတွေဆိုတာအမှားတွေကနေဖြစ်လာတာဟုတ်လား ဒါကြောင့်အဲ့ဒီအမားတွေကိုစေကြောဖို့အဲ့ဒီအမားတွေကို ကုစားဖို့အတွက်ဦးညိုတွေဟာဒီအလုပ်ကို လုပ်နေကြတာတကယ်ပြောရရင် အမျက်ဆုံးကုသိုလ်ကိုရှားကြတာပေါ့အမျက်ဆုံးကုသိုလ်ကဘာလဲပညာပညာဆိုတာအမှန်ကိုသိတာပြောတာဘာရဲ့အမှန်လဲလို့မေးရင်ခန္ဓာရဲ့အမှန်ဘဝရဲ့အမှန်ဟုတ်လားဘဝရဲ့အမှန်နော်ဘဝဆိုတာဖြစ်ချင်းလို့အဓိပ္ပာယ်ရတယ်လို့ကျင့်ကြင်ဖတ်ထက်ဥစဉ်တို့ပြောဦးတယ်ဟုတ်လားဘဝဆိုတာဘာလဲဖြစ်ချင်း အာရီဖြစ်တာတော့မြင်မှုမျိုးစုံ ကြားမှုမျိုးစုံအနံ့ရမှုမျိုးစုံအရသာတိမှုမျိုးစုံတွေ့ထိမှုမျိုးစုံတွေ့ကြံမှုမျိုးစုံအကြောင်းအားလျော်စွာဖြစ်နေကြတယ်အကြောင်းအားလျော်စွာဖြစ်နေကြတယ်အဲ့ဒီမြင်ကြားနံစာထီတွေးဆိုတဲ့တဘာဝတရားတွေဖြစ်တာကိုပဲအကြောင်းပြပြီးတော့စိတ်ထဲမှာချမ်းသာတယ်ဆင်းရဲတယ်ဝမ်းသာတယ်ဝမ်းနေတယ်ဆိုတဲ့ခန္ဓာချက်တွေဟာဆက်ဖြစ်တယ်ဘဝဆိုတာဒါပဲလေအဲ့ဒါတွေဖြစ်နေတာကိုဘဝလို့ပြောတာ မြင်မှုတွေဖြစ်နေတာကိုဘဝလို့ပြောတာเนาะကြားမှုတွေဖြစ်နေတာကိုဘဝလို့ပြောတာအဲ့ဒါတွေကိုအရှင်တော်ကလိုက်ပြီးတော့သိနိုင်အောင်ကြိုးစားတာကျုပ်တို့ကမြင်တာမြင်နေတာမြင်မှုရဲ့သဘာဝကိုမသိဘူးကြားတာကြားနေတာကြားတာရဲ့သဘာဝကိုမသိဘူးမြင်လိုက်ပြီးကြားလိုက်ပြီးဆိုရင် နောက်ကိုရတော့ရှောက်အတွေးတွေကပဲလွှမ်းမိုးသွားတာငါမြင်လိုက်ပါလားမြင်တဲ့သဘောလေးဖြစ်သွားပါလားငါကြားလိုက်ပါလားကြားတဲ့သဘောလေးဖြစ်သွားပါလားလို့အတိအမှန်မပြုတ်လိုက်မိဘူး ဒါကြောင့်သူတို့အကြောင်းကိုနားမလဲအဲ့လိုပဲစားတယ်တောက်တယ်တွေးတယ်ကြံတယ်ချမ်းသာတယ်ဆင်းရဲတယ်ဖြစ်တော့ဖြစ်နေတာပဲဒီခန္ဓာမှာဒီသဘောဝတရားတွေဟာဖြစ်နေပြီမလို့သူတို့ကိုသိအောင်ကိုကဥလဲပြီးတော့နော်ညံနဲ့ဥတည်မပေးတဲ့အခါတတိနဲ့ဥတည်မပေးတဲ့အခါကျတော့သူတို့တွေဖြစ်တော့ဖြစ်သွားကြတယ်ကိုနားမလဲလိုက်ဖို့ဟုတ်လားအဲ့တော့နားမလဲတော့ထင်ရင်လို့ရှောက်ထင်နေတာပေါ့ပုဂ္ဂိုလ်တတ္တဝါလို့ထင်တဲ့အထင်မှားရတော့အခြေခံခိုက်ခိုက်မှားမှားလွယ်မှားမှုအနေနဲ့ရှိနေနော် ဲ့ဒါကိုအရင်တို့နေပါအောင်မလို့မလို့ကြိုးစားကြရအောင်ဟုတ်လားဒါကြောင့်ဒီဖြစ်နေတဲ့ဘဝဆိုတဲ့တဘာဝတရားတွေကိုဒလဇက်တိထားနေခြင်းအဖြစ်ဒီဖြစ်ခြင်းတရားဒီဘဝရဲ့အမှန်တရားတွေကိုအရင်တို့သိရလိမ့်မယ်ပေါ့ဘဝရဲ့အမှန်တရားကဘာတော့နေစာဒုက္ခအနတ္တပဲနော်ပါကြီးပဲဖြစ်လာဖြစ်လာဒီမြဲနေတယ်ဆိုတာရှိတာမှမဟုတ်ပဲအခိုက်အတန့်ကြီးပဲသွားနေတာလေဟုတ်တယ်မဟုတ်လား စင်ပြေပြေမပြေပြေစီတိုင်းကြာကြမကြာကြယောဂီတို့အကုန်လုံးကအခိုက်အတန့်လေးတွေကြီးသွားနေတာလို့ဒါကိုအချိန်ကခိုင်ခိုင်မာမာစိတ်ထဲမှာတည်ထားရပဲတရားတထိုင်ပြီးတထိုင်ထိုင်နေထိုင်နေတော့မှလည်းပဲဝင်လေထွက်လေတစ်ခုပြီးတစ်ခုသွားတယ်တစ်ခုပြီးမှတစ်ခုဆက်ဖြစ်နေတာကြီးပဲအကုန်လုံးဟုတ်တယ်မဟုတ်လားအဲ့ဒါကိုဦးဇင်းတို့ဖြစ်စဉ်တွေကိုတလဇက်မျက်ချီမပြတ်သတိနဲ့တော့အဆောင်ကြည့်နေခြင်းအဖြစ်ဒီအမှန်တရားကိုဦးဇင်းတို့အမိဖမ်းနိုင်လိမ့်မယ်ပေါ့ ်တတိမရှိကြလို့သာ စောင့်မကြည့်ကြလို့သာဒီတဘာဝတရားတွေရဲ့အနိစ္စတဘာဝအမှန်ကိုဦးရင်တို့နားလည်ခွင့်မရကြတာဟုတ်လားတတိကိုဆွဲဆွဲမြည်မြဲတားပြီးတော့ဖြစ်လာတဲ့တရားတွေကိုတော့အကောင်းအဆိုးမရွေးချယ်ဘဲနဲ့ဘာရဲ့ညာရဲ့မတတ်မှတ်ဘဲနဲ့ဖြစ်လာတာကိုအတိအမှတ်ပြုပြီးတော့ထိုင်ပြီးတော့စောင့်ကြည့်နေမယ်ဆိုရင်ဒါတွေဟာဘာတွေလဲဆိုတော့ရိုးရိုးရှင်းရှင်းနားမလည်နိုင်မိဘူးလားနားလည်နိုင်မယ်အဲ့ဒါယောဂီတို့လုပ်နေတဲ့အလုပ်ပဲနော် အဓိကဗာရခြင်းလို့လဲပညာရခြင်းလို့ပေါ့နော်မတည်မြဲမှုဆိုတဲ့အမှန်တရားကိုသိပေါ့အဲ့ဒါကိုအတိအမြင်များမှဩဘာတွေဖြစ်နေလို့မှတည်မြဲတဲ့သဘောမဟုတ်တဲ့တွေ့ကြောင်းဘာကြီးပဲဖြစ်နေဖြစ်နေကောင်းတဲ့သဘောမဟုတ်ပါလားလို့တဖြည်းဖြည်းနဲ့ဒုက္ခသဘောကိုရှင်းပြလာနိုင်တယ်ပေါ့ဘာတွေပဲဖြစ်လာဖြစ်လာဘာမှတည်မြဲမှုမရှိတဲ့တွေ့ကြောင်းဖြစ်ချင်းတရားတွေဟာဘာတန်ဖိုးမှမရှိပါလားလို့အနတ္တသဘောကိုလည်းနားလည်လာနိုင်တယ်ပေါ့ နောက်ရှင်ဦးကျင်းတို့တွေကဖြစ်ချင်းတရားရဲ့အကြောင်းကိုနားမလည်တဲ့အခါကျတော့အမျိုးမျိုးသောနော်တဘာဝတရားတွေရဲ့ပုံမှာအထင်မှားရတာဟုတ်လားအဲ့ဒီအထင်မှားမှုတွေကိုခြေဖြတ်ဖို့အတွက်နေစာဒုက္ခအနတ္တကိုဦးကျင်းတို့သိအောင်လုပ်ရမယ်နေစာဒုက္ခအနတ္တကိုသိဖို့အတွက်ဦးကျင်းတို့တွေကတလဇတ်တတိထားရရလိမ့်မယ်အဓိကအဲ့ဒါနော်ဒါကြောင့်အခါအားလျော်စွာတရားဘာဝနာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောမယ်ဆိုတာဒါပဲဟုတ်လား ဒါကြောင့်ကိုလုံနေတဲ့အလုတ်ကလေးတွေနဲ့ဆက်ဟပ်ပြီးတော့နားလည်မှုကြီးမအောင်တိဆောက်ဖို့မလိုဘူးလားလိုတယ်နော်အဲ့လိုဆိုရင်ဦးဇင်းတို့နော်တရားဟောတာတော်တော်လေးအချိန်များသွားပြီနော်မိနစ်20လောက်တရားဘာဝနာများကိုဆက်လက်ပြီးတော့ပွားများကြမယ်နော်အဲ့တော့အနုမောဒနာတရားစကားကိုနော်ဒီမြနဲ့ပဲဦးဇင်းတို့နော်အဆုံးသတ်ပြီးတော့ဆက်လက်ပြီးတော့တရားဘာဝနာပွားများတဲ့လုပ်ငန်းနော်ပညာကုသိုလ်ကိုရှာဖွေတဲ့လုပ်ငန်းဆက်ပြီးတော့ကြိုးစားကြ တော့အလုံးချမ်းချမ်းသာသာလေးတက်တောင်တက်တာနော်အနေထားလေးနဲ့ကိုယ်ခန္ဓာရဲ့အကြောင်းကိုအမှန်ကန်သိအောင်တတိထားတဲ့လုပ်ငန်းစဉ်ကိုလုပ်ကြ။နော်ဘွားတိုင်ဖို့ခက်တယ်ဆိုလို့ရှိရင်ကလထိုင်လေးထိုင်ပြီးထားပြီးရလား။ဟိမာယဓမ္မာနုဓမ္မပတိပတိယဘုဒ္ဓံပူဇေမိဟိမာယ ဓမ္မာနုဓမ္မပတိပတိယဓမ္မံပူဇေမိဣမာယဓမ္မာနုဓမ္မပတိပတိယသံဃာပူဇေမိဣယချင်းမြတ်ပတိပဖြင့်မြတ်စွာဘုရားအားပူဇော်ပါ၏ဖြာဣယချင်းမြတ်ပတိပဖြင့် ရတော်မြတ်အားပူဇော်ပါ၏ဖျာဤအချင်းမြတ်ပฏิပတ်ခြင်းတန်ဃာတော်မြတ်အားပူဇော်ပါ၏ဖျာဣဒံမေပုံညာနိဗ္ဗာန်တပစ္စယောဟောတုဒါနသီလဘာဝနာဟုမာပြုသမျှ ညာလာထုထုဤကုသိုလ်သည်မဘုနိဗ္ဗာန်တလေယံညာကျေသူပြုပါစေတည်းဣရန်ပုညဘာကသဗ္ဗတ္တနံအာဇိမခရာသစွာအရိယာအပါသူတော်ဘာလို့ယထောင်အာယာရှင်မညာတိ နာလာထုထုဤကုသိုလ်ကိုမြင်မမကနိုင်မရသည်နန္ဒတိုင်းဝင်မိမိခင်နှင့်အခင်အပါဆေယသမဘောဝါသာနာလာဇွေညာနတ်ဗြမာတို့တတဝအပေါင်းရစေကြဟုကာမုစေရနာဧဝေပါတိ ညီညာအမြယူသေးတော်ကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာ တုသာတုကုသိုလ်အမြအမြစိနာရှိတော်မူရာအာဂုံလောသာတုသာတုသာတု